ကရင်ပြည်နယ်စံခရိုင်အတွင်းရှိစစ်ကောင်စီတပ်ဆွဲထားတဲ့တညာကျိုးကောတာလဲပြွာစကန်းကို ပြန်လဲသိမ်းပိုက်နိုင်ခဲ့ပြီလို့ KNU ဗဟိုကဒီကနေ့မေလ15ရက်နေ့မှာထုတ်ပြန်ပါတယ်။အဆိုပါဗျူဟာစကန်းဟာ KNU ကော်တူလဲအုပ်ချုပ်နယ်မြေဖက်ဟန်ခရိုင်ပိုင်ဂျုံမြို့နယ်ကာတဲကျွာနီးမှာတည်ရှိတာဖြစ်ပါတယ်။1986ခုနှစ်မှာတပ်စကန်းကိုစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီရဲ့ ခလာယ24နဲ့အမြောက်တက်အမတ်တ311တို့ အခြေစိုက်တက်ဆွဲထားတာလည်းဖြစ်ပါတယ်။အဆိုပါတက်စကန်ကိုတမဟာခွန်ရဲ့လက်အောက်ကံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တို့ကဥပပေါင်းတိုက်ခဲ့ကြတာဖြစ်ပြီးမေလ23ရက်နေ့ည9:00နာရီအချိန်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။စခန်းတိုင်းတိုက်ပွဲတွင်စစ်ကောင်စီအမြောက်တပ်မှ မိုးကြီးတဦးပါဝင်စစ်ကောင်စီတပ်သား9ဦးတေဆုံးခဲ့ပြီးခရရ24ဒုတရင်မှုကတော့ဖွဲ့ပြင်းလွတ်မြောက်နေတယ်လို့သိရပါတယ်။ဖွဲ့ပြင်းလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်သားတွေကို KNLA KNDO ဘူပေါင်းတပ်တွေက လိုက်လံဖမ်းဆီးနေတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။